မကွေးတိုင်းအဖေမြို့နယ်အမ်ဗရန်လာရခိုင်ယူမဘော်ရှိနေကန်တောင်ကပါလုံးစခန်းကိုအာရခတတော်အေတပ်ဖွဲ့ဝင်တွေကအနီးကပ်ရိုက်ကူးထားတဲ့ရုပ်တံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့လာပါတယ်။အဲ့ဒီရုပ်တံဖိုင်ဟာအော်တိုဘလာ၁၀နေကကပါလုံးစခန်းကိုတိုက်ခိုက်သိမ်းပိုက်နေချိန်အတွင်းအာရခတတော်အေတပ်ဖွဲ့ဝင်တို့ကရိုက်ကူးခဲ့တာဖြစ်တယ်လို့အေနဲ့နီးစပ်သူမျိုးသားတူကအတည်ပြုပြောဆိုထားပါတယ်။ရုပ်တံဖိုင်မှာပါဝင်တဲ့နေရာတွေဟာကပါလုံးစခန်းကစစ်ကောင်မရှင်ဒရုန်းတပ်ဖွဲ့ဝင်ရဲ့စခန်းနေရာဖြစ်ပြီးအဲ့ဒီတပ်ဖွဲ့က နိုင်ငံတောင်ချီအောက်မှာရှိတဲ့ဂျေးဝါတွေကိုနေစဉ်ပုံချဲတိုက်ခိုက်နေတာကြောင့်ဂျေးဝါတွေမိလောင်ပျက်စီးကြရတယ်လို့ ANN နီးစပ်သူနောက်ထပ်အမျိုးသားတို့ကလည်းပြောပါတယ်။နိုင်ငံတောင်ပင်မကဘာလုံးပြဝစခန်းရဲ့ကာကင်းစခန်းတွေအားလုံးကိုအာရခတတော် ANN ဖူးပေါင်းတပ်ဖွဲ့တွေကအော်တိုဘာလပထမအပတ်မှာသိမ်းပိုက်နိုင်ခဲ့ပြီးနောက်ကဘာလုံးစခန်းကိုဆက်လက်ထိုးစစ်ဆင်ခဲ့ရမှာအော်တိုဘာလ10ရက်ညပိုင်းမှာကဘာလုံးစခန်းကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေစခန်းဆုံခွာထွက်ပြေးနေကြတယ်လို့ရှေ့တန်းသတင်းမြစ်တွေကပြောပါတယ်။ လက်ရှိမှာမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကအန်ဗရန်လမ်းဟောင်းလမ်းတစ်ခုလုံးကိုပိတ်ဆို့ထိန်းချုပ်ပြီးစစ်ကူဘေဘီပြန်တဲ့ထိုးစစ်ဆင်လာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေနဲ့စခန်းစွန်ခွာထွက်ပြေးနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေကိုတိုက်ခိုက်နေတာကြောင့်နေကန်တောင်ကျောတဝိုင်မှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါတယ်။အာရခတ်တပ်တော် AA နဲ့ပူးပေါင်းတပ်ဖွဲ့များရဲ့ဖျက်တောက်တိုက်ခိုက်မှုတွေကြောင့်ရိုးမအရှိချမ်းနေရာတစ်ခုမှာယမန်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကအကြအဆုံးများတာကြောင့်လေးချောင်းပစ်ကူခေါ်ခဲ့ရတဲ့အထိတိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။ မခွေတိုင်းငပဲမြို့နယ်ဗရန်မြို့မြေလဲကြီးွာနီးမှာအကြမ်းဖက်စစ်ကြောင်းတစ်ခုကိုအေးနယ်ပူပေါင်းတပ်ဖွဲ့တွေကလျှက်တပြက်ဖြတ်တောက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကအကြမ်းအဆုံးများခဲ့ရတယ်လို့ဒေသတွင်းစီရေးသတင်းမြစ်တွေကပြောဆိုထားပါတယ်စစ်တပ်စစ်ကြောင်းကမြေလဲကြီးွာအနီးနားတွေမှာလှုပ်ရှားမှုရှိနေတယ်ဗျသူတို့ကအင်အားနေရာလောင်းနဲ့ရင်းမြုံဘက်ကနေမြေလဲဘက်ကိုလာပြီးလှုပ်ရှားတာပါအေးနယ်တော်လိုင်းတပ်ဖွဲ့တွေကတံပြန်တိုက်စစ်ဆင်တာစစ်တပ်ဘက်ကအကြမ်းအဆုံးများပါတယ်မျက်မြင်အနည်းဆုံး၁၀ဦးကျော်လောက်ရှိတယ်ဒီထက်လည်းပိုများနိုင်တယ်လို့ပြောဆိုထားပါတယ် နှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီးအကြဆုံးများတာကြောင့်စစ်ကောင်စီတပ်ကလင်းစစ်ကိုခေါ်ခဲ့ရမှာဂျက်ဖိုက်တာရောက်ရှိလာပြီးတိုက်ပွဲဖြစ်ပွားနေတဲ့အနီးဝန်းကျင်ကိုဗုံးများကျဲချခဲ့တယ်လို့လည်းသိရပါဗျ။စစ်တပ်ကကြာဆုံးလုံးတွေကိုဇင်းပြုံးရွာစခန်းကိုတည်ယူသွားတယ်။တိတ်မကြခင်တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေကိုရောအရခတ်တပ်တော်သိမ်းပိုက်ထားတဲ့နေရာတွေကိုပါဝိုင်းတွဲဂျက်တွေနဲ့စစ်ကြိမ်ထက်မနဲ့လာရောက်ပုံကျဲတယ်။တိုက်ပွဲပြင်းတော့လင်းစစ်ကိုခေါ်တယ်ဂျက်နဲ့လာပစ်တယ်ပြီးရင်ဒရုန်းနဲ့ရောချတယ်လက်နက်ကြီးတွေနဲ့ပါပစ်တယ် ဒေါ်လာရင်းတက်တွေကတော့တိုက်ပွဲတွေပြီးအနာဆာမရှိပြန်လည်နောက်ဆုံးနိုင်ခဲ့တယ်လို့ပြောဆိုထားပါတယ်။နောက်ထပ်တိုက်ပွဲတစ်ခုကရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့နယ်ချင်းထိစပ်နေတဲ့ပဲခူးတိုင်းပရောင်းမြို့နယ်ညောင်ချီတောက်ကြီးွာအနီးမှာဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။အိုရှိပင်တောင်ကုန်းရိုးတောင်ကျော်လမ်းပေါ်မှာညောင်ချီတောက်စခန်းမှာတက်လာတဲ့စစ်တပ်စစ်ကြောင်းကိုအေးအေးဥဆောင်တဲ့ဒေါ်လာရင်းတက်ဖွဲ့တွေကအပိသက်ချေမုံတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အဲ့ဒီစစ်ကြောင်းမှာအင်အားတရာခန့်ပါဝင်ပြီးညောင်ချီတောက်စခန်းမှာတောင်ကုန်းအိုရှိပင်ရိုးလမ်းအတိုင်းတက်လာရအောင် အင်းနဲ့ပူပေါင်းတပ်ဖွဲ့တွေကယမနေ့နေ့လယ်အချိန်ကကြားဖြတ်ချင်းမုံတိုက်ခိုက်ခဲ့တာလို့နောက်ထပ်ဒေသခံသတင်းမြစ်တူကပြောဆိုထားပါတယ်။နှစ်ဖက်တိုက်ပွဲတွေကဆင်းလိုင်ဝါစခန်းကိုမရောက်ခင်အနီးပတ်ဝန်းကျင်မှာဖြစ်ကြတာပါ။စစ်တပ်ဘက်ကတော့အခြားဆုံးများတယ်လို့ပြောဆိုထားပါတယ်။တိုက်ပွဲမှာပြင်းပြထန်ထန်ဖြစ်ပွားခဲ့ပြီးသေဆုံးသွားတဲ့အလောင်းတွေထားခဲ့ကဆင်းလန်စခန်းမှာစစ်ကူရောက်လာပြီးအလောင်းများကိုပြန်လည်ဆွဲထုတ်သွားတယ်လို့ဆိုပါတယ်။လေသာတောင်ဆင်းလန်နဲ့ညောင်ချေတောင်စခန်းအနီးပတ်ဝန်းကျင်တို့မှာမကြာခဏဆိုသလိုတိုက်ပွဲများရှိနေပြီး စစ်ကောင်စီတပ်ဘက်ကလည်း drone နဲ့ကြီးလေးကြောင်းတို့နဲ့နေစဉ်ပစ်ခတ်မှုရှိနေပါတယ်။နှစ်ဖက်တိုက်ပွဲကညောင်ချိုးနဲ့ညောင်ချီတော့ကြားမကြာခဏရှိတယ်။တော်လိုင်းတက်ကလည်းလှုပ်ရှားသလိုစစ်ကောင်စီတက်ကလည်းလှုပ်ရှားတယ်။စိုးမိုးနေမြေတွေကအနီးနားမှာဆိုတော့မကြာခဏဖြစ်နေကြတာပါပဲလို့ပြောဆိုထားပါတယ်။စစ်ကောင်စီတက်ကလေသာတောင်ချီရင်ဆင်လန်ညောင်ချီတော့လမ်းကြောမှာစခန်းကုန်းတွေကိုတိစောက်ထားပြီးအာရခတက်တော်ဦးဆောင်တဲ့တော်လိုင်းတက်တွေကိုတိုက်ခိုက်မှုများပြုလုပ်နေတာပါ။စစ်ကောင်စီကနေရောညပါဂျက်ဝိုင်တွေ drone နဲ့ကြီးတော့နဲ့ တော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားရနေရာတွေကိုပိတ်ခတ်နေပြီးတောင်ကိုရိုးလက်ရှိဂျေးရွာအနီးပတ်ဝန်းကျင်တို့ကိုလည်းလေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်လာနေတယ်လို့သိရပါဗျာခင်ဗျာခုတကောင်အာရှလန်ပြန်လည်ဖွင့်မယ်ဆိုတဲ့သတင်းများထွက်ပေါ်လာပြီးနောက်တောင်ရင်မြကန်ပေးမှရှိတဲ့ BGA ဂိတ်နဲ့ KNU KNLPC ဂိတ်တွေကိုစစ်တပ်နဲ့ထားလာပေါင်းဆောင်ကဝင်ရောက်ဆစ်ဆီသွားတဲ့သတင်းကိုဖော်ပြပေးပါမယ်အကြမ်းဖက်စစ်ကောင်စီတပ်ကအာရှလန်မကြီးကိုပြန်လည်ဖွင့်လှစ်ဖို့လှုံ့ဆော်နေတဲ့ဆိုတဲ့သတင်းများကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာပြီးတဲ့နောက် ယမန်နေ့ကထိုင်းမြန်မာနယ်စပ်တောင်ရင်မြကန်ပေးမှာရှိတဲ့ BGN နေသားဆောင်တက်ကိန်းနဲ့ KNU KNLPC ဂိတ်တွေကိုစစ်တပ်နဲ့ဌာနပေါင်းဆောင်ကဝရောက်စစ်ဆင်မှုများလှုပ်ဆောင်ခဲ့တယ်လို့မြောက်ဟိုရီခြေဆိုင်စီးရီးသတင်းမြစ်တွေကပြောဆိုထားပါတယ်။ယမန်နေ့အော်တိုဝါလာ73ရက်နေ့မနက်ပိုင်းကမြောက်ဟိုရီနယ်စပ်တောင်ရင်ချောင်းကန်တဖူးမှာထိုင်းချဖွင့်လှစ်ထားတဲ့ BGN ကကယန်ယူကယန်လီပီစီဂိတ်နဲ့ကြားဖြတ်ရုံတွေကိုစစ်တပ်ထွေးဦးရဲအပါအဝင်ဌာနပေါင်းဆောင်ဖွဲ့ကဝင်ရောက်စစ်ဆေးနေပြီး အဲ့ဒီလိုစစ်ဆေးရမှာနှစ်ဖက်ညီနိုင်ပြီးမှစစ်ဆေးကြတာဖြစ်ပြီးတော့မြင်းသည့်ဖန်ဆင်းမှုရည်ရွယ်မှုမှမရှိပဲဂိမ်းများကိုတွားရောက်လက်လဲကြီးစုစစ်ဆေးခြင်းသာဖြစ်တယ်လို့လည်းသိရပါဗျ။ BJ ရော PC ကရောခွင့်ပြုတယ်။စကားမကလည်းလိုက်ချီတာပဲလို့တောင်းဖန်ဆင်းအီးယူတာဘာမှမရှိဘူး။သူတို့မမြင်ဘူးလို့လိုက်ချီတဲ့သဘောမျိုးပဲ။စကားမတွေလာကြည့်မဲ့အချိန်မှာဒီဘက်ကလူတွေအားလုံးရှင်းပေးထားတယ်။ခြေပြီးပြန်သွားတော့မှ BJ နဲ့ PC ကပြန်လည်နေရာယူတယ်။ဖော်ရှိုးလို့တာမျိုးထင်ပါတယ်လို့မြောက်ရီခြေဆိုင်စီးရီးသတင်းမြစ်တွေကပြောဆိုထားပါတယ်။ ။ထို့ပြင်ယခုရက်ပိုင်းအတွင်းအာရှလမ်းမကြီးကိုပြန်လည်ဖွင့်လှစ်နိုင်ဖို့စစ်တပ်ကကြိုးစားနေပြီး BGF, KNU, KNL, PC နဲ့ DKBA တို့ကလည်းအာရှလမ်းမကြီးဖွင့်လှစ်မှုမှာအကျိုးမြတ်များစစ်တပ်ကပေးရန်ရှိနေတယ်လို့သိရပါတယ်။အာရှလမ်းမကြီးဖွင့်ဖို့လုပ်နေတဲ့အခုကြားတာကအော်တိုဘားလ16နေ့လို့လို့အော်တိုဘားလ18နေ့လို့လို့ကြားတယ်။အာရှလမ်းမကြီးမှာ BGF, DKBA နဲ့ PC ကိုဂိတ်တွေနဲ့အပိုင်းစားနေရာတွေပေးမယ်လို့သတင်းတွေထွက်နေတယ်ဖြစ်နိုင်ပါတယ်။ ီအာရှလန်ပြန်လည်စိုးမအောင်သူတို့ကစစ်တပ်ကိုအထောက်ကူပြုပေးကြတာပဲပုံမှန်လည်းလည်းပြောရရင်တော့စစ်တပ်ကသူတို့ကိုလက်လွတ်ထားမယ်အတူကီအန်နန်နိုင်ငံတွေကိုတွေးခွဲပြီးနယ်မြေအပိုင်စားနဲ့စီးပွားရှာဝင်ပေးလိုက်တာတဖက်မှာလည်း KNU ကိုအင်အားချိနေအောင်လုပ်တဲ့သဘောလိုမြင်ပါတယ်လို့မြောက်ဒီစီးရေးသတင်းမြစ်တွေကရှင်းပြထားပါတယ်စစ်ကောင်စီကကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲကို BGN နဲ့ DKPA အပါအဝင်စစ်တပ်နဲ့အစဉ်ပြင်နေတဲ့ကီအန်လန်နိုင်ငံတချို့ကထောက်ခံပြီးရွေးကောက်ပွဲဖြစ်မြောက်ရေးကူညီမယ်လို့ကြေညာချက်များထုတ်ပြန်ထားပါတယ် တို့ရမှာခရင်မျိုးသားစီယုံခရင်မျိုးကတော့ရွေးကောက်ပွဲကိုလက်ခံမှာမဟုတ်ပဲရွေးကောက်ပွဲကျင်းပမှုတွေကိုအရေးယူမှာဖြစ်တယ်လို့သက်ဆိုင်ရာ KNU တပ်မများလိုက်ကြီးညာချက်များအသီးသီးထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာမလေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟာဆန်ကဒီစင်းရန်ခီနေပြည်တော်ကိုရောက်လာပြီးမြန်မာနိုင်ငံကတုတ်ခရိုင်တွေ့ဆုံသွားခဲ့ပါတယ်၎င်းကိုလည်းအာဆီယံဥက္ကဋ္ဌအနေနဲ့လာမယ့်ထိပ်သီးဆွေးနွေးပွဲမှာချန်မားချက်ဂါထာမန်တန်ကိုကြီးရွတ်ဆိုနေပြီမဖြစ်တော့ပဲ တည်ပြနိုင်မဲ့အကြောင်းအရာတစ်ခုကိုရှားမှာဖြစ်ပါတယ်။ဒီခေတ်က၎င်းနဲ့အတူအင်ဒိုနီးရှားနောက်ပိုင်းနိုင်ငံများ၏ဝင်ကြီးများအတူလိုက်ပါရန်စီစဉ်ထားတော့လေ။ခီးစဉ်ကိုရွှေဆန်းပြီးဟာဆန်တယောက်တည်းပေါက်ချလာခြင်းလည်းဖြစ်ပါတယ်။သို့သောအချက်ကင်းမဲ့နေတာကမရောက်နိုင်ပေဖြစ်ပြီး၎င်းနဲ့အနည်းဆုံးတန်းဆွေအားလာမဲ့ထိပ်သီးဆွေးနွေးပွဲတို့လည်းဖိတ်ကြားခြင်းလည်းမရှိ။ထို့သောလူသိရှင်ကြားဖဲချင်းခံထားမှုကိုရှက်ရကောင်းလည်းမသိပဲ။၎င်းရဲ့ရွေးကောက်ပွဲကနိုင်ငံရေးပါတီ58ပါတီနဲ့ ဥစဉ်လောင်း9000ခန့်ရှင်ပြိုင်ကြမယ်လို့တစ်ဖက်ရဲ့ယုံကြည်မှုရရပြောဆိုသွားခဲ့ပါတယ်။တက်ချင်းဆိုသလို၎င်းမွေရဲ့မီဒီယာကမလေးရှားမှာရွေးကောက်ပွဲလေးလာဆောင်ကြည့်ရန်အဖွဲ့ဆင်လွတ်မယ်လို့ကြေညာချက်ထုတ်ပြန်လာခဲ့ပါတယ်။ဆိုပါသတင်းကိုပြည်ပသတင်းဌာနများကမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးဌာနကိုဆက်သွယ်မေးမြန်းတော်လဲဒီလိုမျိုးမှတ်ချက်တစုံတရာမပေးဘဲရင်းကုန်နှုတ်ဆက်နေကြတယ်လို့သိရပါတယ်။သို့တော့မလေးရှားနိုင်ငံသားဌာနရဲ့ဆိုရှယ်မီဒီယာ post မှာ ထို့သောဆေလုံးမဲ့အကြောင်းတလုံးတဘာသာများဖော်ပြထားတာကိုမတွေ့ရပဲယူရိုဝင်တဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြတဲ့လို့သာပါရှိခဲ့ကြအောင်ရိုက်တာသတင်းမှာဖော်ပြလာခဲ့ပါတယ်။မလေးရှားမီဒီယာများကလည်းဆေးဥစုရဲ့အပြုတ်ကိုကိုးကားဖော်ပြနေကြတော့လေ၎င်းတို့အစိုးရရဲ့အတည်ပြုချက်ကိုတစုံတစားများပဲမကြားရဖြစ်နေပြီးတာဏမန်ထုံးတမ်းရာထိုကဲ့သို့သောကြီးညာချက်မျိုးကိုနှစ်ပတ်ကြီးနဲ့အတည်ပြုပြီးမှသာထုတ်ပြန်ရစမယ်ဖြစ်ပါတယ်။ထို့သောလုံတဲ့လုံထိုက်တီကို ဆေးဥစုရဲ့နိုင်ငံရေးဌာနဂျီရိုကရမ်များမတိပဲနေမှာမဟုတ်ဘူးလေ။ဘဝင်းရောင်းတာဆွဲကပ်နေတဲ့အာနာရှင်ကြီးရဲ့တသွေးတသံတပိန်ကိုမြေသူမှလွန်ဆန်ဝတ်မှာမဟုတ်တော့ကြောင်ဖြစ်ပါတယ်။ဟာဆန်ကိုတိုင်ဇန်နဝါရီလအတွင်းကလန်ကာဝီမှာပြုလုပ်တဲ့အာဆီယံစည်းဝေးမှာရွေးကောက်ပွဲကိုအူစားမပေးတဲ့စစ်ပွဲရဲ့အောင်ရင်လောက်ပါလို့ပြောထားခဲ့ပါလေ။ယခုလေးတော်ဆောင်ချီဖို့အဖွဲ့ပင်ဆင်လုပ်မယ်လို့ပြောလာခြင်းကအမှန်လို့ဆိုပါကောင်တူစင်းမိစိတ်ညှို့ခံခြင်းတော့ မေယောင်ရဲ့ယရိယာအစွမ်းထက်၍လားဆိုပြီးယူဆမှလို့ဖြစ်နေပါတယ်။ဒီလိုပင်ဖြစ်စေဒီကွေးကတသက်လို့စားမယ်ဆိုတဲ့ရွေးကောက်ပွဲမျိုးကိုကောင်းလာရှင်လက်ထုတ်စာအဖြစ်အာဆီယံကပါယုံကြည်မယ်ဆိုပါကအန်အော့ဝယ်ရလို့ဆိုရမှာဖြစ်ပါတယ်။အာဆန်ရောက်လာမိလေးမှာပဲတရိတ်ကျုံမီထုံးစူတောင်းပွဲကိုဘုံကျဲတိုက်ခိုက်ပြလိုက်ခြင်းကအာဆီယံကိုအရေးလုဆရာမလို့တော့ပဲ၎င်းတော်အတိမတ်ပြုလျင်ကျိုးစုံမယ်လို့ဆိုကမင်းအွန်လိုင်းကပစိုးလံပြလိုက်ခြင်းလည်းဖြစ်ပါတယ်။ စကိုင်းတိုင်းချောင်းမြို့တရင်ကျုံမိထုံပွဲအားဘုံကျဲတိုက်ခိုက်မှုကိုလည်းအချမ်းဖက်စေုပ်စုမှလူပိရှင်ကြားဝန်ခံခဲ့ရပြီဖြစ်ပါတယ်။စေုပ်စုရဲ့တရင်ပြကြားရေးမှာကြီးညာချက်ထုတ်ပြန်ရမှာတော်လိုင်းတပ်များကလူအုပ်ကြီးအားလူသားတိုင်းဖြစ်အုံပြုနေတာကြောင့်တိုက်ခိုက်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။၎င်းတို့မြေမြထေအတိညာကဲမဲ့သောပြောဆိုတွေကြောင့်ထုတ်ဖော်ပြသနိုင်ခြင်းလည်းဖြစ်ပါတယ်။၎င်းတို့ရဲ့ဆိုရဘွားတော်လာလို့ကြီးတယ်မှာတော်လိုင်းတပ်ဖို့များလုံခြုံရေးယူရန်၄-၅ရောက်လောက်ပါလာသည်နဲ့ပင် ရောကြီးကိုဘုံကျဲတက်ဖြတ်ဖို့ဝေမလေးဘူးဆိုတဲ့သဘောပဲဖြစ်ပါတယ်။အောင်မပြန်လဲပြစ်ခတ်လာမှမဟုတ်တာကိုသိထား၍လည်းယခုလိုအနီးကပ်ပါလာဂရိုက်တာမောင်ဦးကလက်နဲ့ကန်ပြီးဖျောင်းနိုင်များထုံးညိမီပူဆောင်နေတဲ့လူပုတ်တဲ့တဲ့ပြစ်ချခဲ့ခြင်းလည်းဖြစ်ပါတယ်။လက်ရှိမှာတော့လူ24ဦးတည်ဆုံပြီး90ခန့်ဒဏ်ရာအပြင်းထန်ရရှိသွားခဲ့ပါတယ်။ထိုခွဲတော်ဒီတိုက်ခွဲဖြစ်ပွားခြင်းလည်းမရှိဘူးလို့တစ်ဖက်ထုတ်ပြန်တဲ့သတင်းများအရသိရကြောင်း AP သတင်းမှာဆိုပါတယ်။လူအတကော ပြည်ဝစိတ်တကောင်းလို့ပင်တန်ဖိုးမထားနိုင်အောင်ပရေမီးယားစီးနေကြသူများဖြစ်ပြီးထို့သူအသိဉာဏ်ကဲမဲ့သောအမိပေးစေခန့်သူများအားလည်းစုံစမ်းစစ်ဆေးမယ်လို့လည်းအရေးမပင်ပါရှိမလာခဲ့ပြရပါတယ်။ထို့ကြောင့်ချက်ကပင်၎င်းတို့လူအစုလိုက်ကြုံလိုက်တက်ခဲ့တဲ့လူမဆန်တဲ့စစ်ရသည်မှုများကျူးလွန်နေကြောင်းဝန်ခံထုတ်ဆိုလိုက်ခြင်းလည်းဖြစ်ပါတယ်။၎င်းတို့လေကြောင်းတက်ခဲ့မှုအကြိမ်ပေါင်း2320ကျင်းရှိလာခဲ့ပြီးအရသာပြည်သူ1149ကိုတက်ဖြတ်ခဲ့ကြပြီးဖြစ်ပါတယ်။ ပြည်သူတို့ရဲ့ခုခံဒေါ်လာ10ပုတ်ချအောင်ရမည်